မင်္ဂလာပါရှင်၂015ခုနှစ်ဇန်နဝါရီလ6ရက်အင်္ဂါနေ့ညပိုင်းလွတ်လပ်တဲ့အာရှအတန် RF ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မခက်ပါပါ RF စီစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီစီစဉ်ကိုပဲနောက်တစ်နှစ်မနက်9နာရီခွဲမှာတစ်ချိန်နေ့လယ်တနာရီမှာတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေတဲ့အကြောင်းသိပေးအပ်ပါတယ်ဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် လဗရောင်းတောင်ကျင်းနေစီမံကိန်းပြပခါဟာပြင်ပအဖွဲအစည်းတွေနဲ့ကွန်ရက်အဖွဲတွေရဲ့သွေးထိုးလှုံ့ဆော်မှုတွေကြောင့်ဖြစ်ပွားခဲ့တာလို့လဗရောင်းတောင်စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်အကောင့်ထဲပေါ်ဆောင်ရွက်မဲ့ကော်မတီကသတင်းထုတ်ပြန်လိုက်ပါတယ်။ဒီသွေးထိုးလှုံ့ဆော်မှုကိုဒေသခံတချို့ကနားယောင်ပြီးစီမံကိန်းနယ်မြေခြံစည်းရိုးခတ်တာကိုအကြမ်းဖက်နှောက်ယှက်ခဲ့ကြတဲ့အတွက်တည်ဆဲဥပဒေလုံထုံးလုံနည်းတွေနဲ့အညီလုံခြုံရေးဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။ ေဘရောင်းတောင်စီမံကိန်းကိုဒေသခံအများစုကနားလည်လက်ခံပြီးထောက်ပံ့ကြီးတွေကိုကြည်ကြည်နက်နက်ထုတ်ယူခဲ့ကြပြီးမဲ့စီမံကိန်းအလုံးစုံပြတ်သုံးရေးကိုဦးတည်နေတဲ့လူနည်းစုတချို့ကပြဿနာတွေကိုဖန်တီးနေကြတာလို့ကော်မတီရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ီကိစ္စနဲ့ပတ်သက်လို့သမရပြောခွင့်ရပုဂ္ဂိုလ်ဝန်ကြီးဦးရထွတ်ကိုဆက်သွယ်မေးမြန်းရမှာပြည်ရင်းမှာလှုံ့ဆော်နေတဲ့အဖွဲ့အစည်းတွေကိုစောင့်ကြည့်နေပြီးတချို့ကိုဖမ်းဆီးဖို့အမိန့်ထုတ်ထားတဲ့အကြောင်းလက်ပရောင်းတောင်ဒေသမှာအဓိကဥဆောင်ပြီးစီယုံလှုံ့ဆော်နေတာဟာနိုင်ငံရေးအကျဉ်းသားဟောင်းကိုဟန်ဝင်းအောင်နဲ့အုပ်စုဖြစ်ကြောင်းဦးရထွတ်က RFA ကိုပြောပါတယ်ရှင် လဗရောင်းတောင်ဒေသမှာတောင်သူဒေါခင်ဝင်းတည်ဆုံမှုကိုစုံစမ်းဖော်ထုတ်ရေးယူပြီးဖို့နဲ့လဗရောင်းတောင်ကျင်းနေစီမံကိန်းရပ်ဆိုင်မှုအတွက်လဗရောင်းတောင်ဒေသကမြေသိမ်းခံတောင်သူတွေနဲ့မုံရအခြေစိုက်နိုင်ငံရေးလူမှုရေးအဖွဲ့ဝင်တွေပူးပေါင်းပြီးမုံရမြို့မှာဒီနေ့ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းတောက်ကိုကျော်သူကတင်ပြထားပါတယ်ရှင်။မြမစီးပွားရေးဥပိုင်လီမီတက်နဲ့ဘန်ပေါင်ကော်မတီတို့ပူးပေါင်းဆောင်ရွက်နေတဲ့ လပ်ပောင်းတောင်ကျင်းဒီစီမံကိန်းကိုရပ်ဆိုင်းပေးဖို့အတွက်တောင်းဆိုသူတွေဟာမုံရွာမြို့ကြောက်ကာလန်းနဲ့ဘိုးကျုံလန်းတစ်ချောက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်ဒီတို့တရားဥပဒေစိုးမိုးရေးနဲ့နိုင်ငံသားအခွင့်အရေးကဝယ်ပေးအပိုင်းနေပေါ့ဗျာဟုတ်ကဲ့ဒါတို့နိုင်ငံသားအခွင့်အရေးကိုကာကွယ်ပေးနိုင်ဖို့ကျွန်တော်ယူဆတာပေါ့နော်ဒီကိစ္စကြီးကလောဘထင်ရှားတဲ့ဥပမာတစ်ခုဖြစ်ပါတယ်အခွင့်အရေးတွေဆုံးသွားတဲ့ကိစ္စပေါ့လေနိုင်ငံသားအခွင့်အရေးကိုကာကွယ်ပေးနိုင်မှုတရားဥပဒေမစိုးမိုးဘူးဆိုတာလောဘထင်ရှားနေပါတယ် ဗရောင်းတောင်ဒေသခံမြေသိမ်းကံတောင်သူတွေဟာမုံရွာမြို့အခြေဆိုင်နိုင်ငံရေးအင်အားစုတွေလူမှုရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးကျင်းနီတူပေါ်နေတဲ့ဝမ်ပေါင်ကုမ္ပဏီရက်ဆိုင်ပေးဖို့တောင်းဆိုခဲ့ကြတာပါ။အေးတော်ခင်ဝဲတတ်တဲ့တရားခဏ်တွေရောအမိတ်ပေးတဲ့လူတွေရောဖော်ထုတ်ပေးဖို့ရဲယူပေးဖို့ရောတောင်သူလယ်သမားတွေရဲ့ရပိုင်ခွင့်ပြုတဲ့လေယာမြေကန္တလေယာမြေဥပဒေနဲ့အညီမြေယာစည်းဥပဒေနဲ့အညီဒါတွေလုံးပိုင်ခွင့်ပေးဖို့ရော ျွန်တော်တို့ကလူချင်းလို့ကျွန်တော်တို့ကဒါတောင်းဆိုပြီးတော့ပြည်သူအများနဲ့ကျွန်တော်တို့ဒါကဆန္ဒထုတ်ပေါ်ရတာပါလက်ရှိလဘောင်းတောင်ရဲ့အနေအထားကတော့သူတို့ဒေသခံတွေရဲ့သဘောထားပါဒေသခံတွေဘာလို့ချင်လဲဘာဖြစ်ချင်လဲဟုတ်လားဒီသူတို့ရဲ့စူးစိညင်မှုနဲ့သူတို့ရဲ့ဆုံးဖြတ်ချက်အတန်ကကျွန်တော်လူပေါင်းတည်အတန်နဲ့အတူတူပဲဖြစ်မှာပါဆန္ဒပြသူတွေဟာမုံရွာမြို့ရဲ့လူစီကားရာနေရာတွေဖြစ်တဲ့ အားကစားခွင့်ဗုဒ္ဓချေးရုပ်နာယီစဉ်စတဲ့နေရာတွေမှာလဲဆန္ဒပြရတဲ့အကြောင်းတွေကိုဖော်ပြခဲ့ကြပါတယ်ဒီကနေ့ဆန္ဒထုတ်ပေါ်ပွဲကိုလက်ပောင်းတောင်မြေသိမ်းခံတောင်သူတွေနိုင်ငံရေးအင်အားစုတွေလူမှုရေးအသင်းအဖွဲ့တွေចောင်းသားတွေနဲ့စုပေါင်းပြီးအင်အားတရာကျော်နဲ့ဆန္ဒထုတ်ပေါ်ခဲ့ကြတာပါအလားတူမနေ့ကလည်းလက်ပောင်းတောင်ကျင်းနီစီမံကိန်းရပ်ဆိုင်ဖို့အတွက်မြေသိမ်းခံတောင်သူတွေဟာမတာအဖွဲ့နဲ့ပူးပေါင်းပြီး မောင်ရွာမြို့ကိုတဲ့လေပြီးကျင်းဒီစီမံကိန်းရပ်ဆိုင်ပေးဖို့တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်ခင်ဗျာ RF ဒရင်တော့ကုကြောသူတင်ပြပေးခဲ့တာပါရှင်မန္တလေးတိုင်းကြောက်စဲခရိုင်စင့်ကင်မြို့နယ်မှာပုတ်ကလိကကုမ္ပဏီတစ်ခုကိုလွှဲပြောင်းပေးခဲ့တဲ့အမှတ်နှစ်ချီမြင့်တဲ့အထက်စက်ရုံကဆန္ဒပြလူသမားတွေဟာဒီကနေ့မန္တလေးမြို့မှာတည်င်းစာရှင်လင်းပွဲပြုလုပ်ခဲ့ကြပါတယ်ဝန်ကြီးဌာနလက်အောက်မှာစက်ရုံရှိခဲ့တဲ့ကရခဲ့တဲ့အခွင့်အရေးတွေပြန်ရဖို့အတွက် ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ညှိနှိုင်းဆွေးနွေးခြင်းနဲ့လို့လူသမားတွေကပြောပါတယ်။အမှတ်နှစ်ချင်းမြင့်တဲ့အစက်ရုံကိုအမှတ်တက်စက်မှုဝန်ကြီးဌာနက2013ခုနှစ်မှာပန်နာတက်စတာကုမ္ပဏီကိုလွှဲပြောင်းပေးခဲ့တာပါ။အဲ့ဒီလိုလွှဲပြောင်းပြီးတဲ့နောက်ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီးလူသမားတွေနဲ့စာချုပ်သစ်ပြန်လည်ချုပ်ဆိုခဲ့ရာဝန်ကြီးဌာနလက်အောက်မှာရရှိခဲ့တဲ့အလုပ်ပိတ်ရက်တွေနဲ့ခွင့်ရက်တွေခံစား권မရှိတော့တာကြောင့်လူသမားအများစုကလက်မခံခဲ့ကြဘူးလို့သိရပါတယ်။ ဒီကိစ္စကိုကုမ္ပဏီတွေမှာညှိနှိုင်းရတာကနေစာချုပ်ချုပ်ဆိုဖို့လက်မခံတဲ့အလို့သမား900ကျော်ကိုလုပ်ငန်းခွင်ဝင်ခွင့်မပေးတဲ့အတွက်စိတ်ယုံရှိမှတပိတ်စခန်းဖွင့်ဆန္ဒပြနေကြတာဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းမြင်းချံခိုင်ကငဇုံမြို့မှာစက်မှုစုမှန်ကိန်းဖော်ဆောင်မှုတင်းဆဲထားတဲ့လက်မြေဧက1000ကျော်အတွက်ရော်ကြီးပေးဖို့နဲ့ဖန်ဆီးထားတဲ့တောင်သူ၁၀ယောက်ကိုပြန်လွှတ်ပေးဖို့အတွက်မြေသိမ်းခံလေသမားတွေမနေ့ကငဇုံမြို့မှာဆန္ဒပြခဲ့ကြပါတယ်။ RF သတင်းတောက်ကိုနေသွေးကသတင်းပေးပို့ထားပါတယ်ရှင်။ မန္တလေးတိုင်းဒေသကြီးမြင်းချံခရိုင်အတွင်းကလက်သိမ်းခံရတဲ့တောင်သူလေသမားတထောင်လောက်ဟာမဇုံမြို့အဝင်ဆိုင်ဘုတ်ကနေလူစီကားရမြို့လေကောင်လမ်းမအတိုင်းမဇုံမြို့နဲ့တရားရုံးရှိသည့်လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါဆန္ဒပြသူတွေဟာလမ်းတစ်လျှောက်မှာကြွေးကြော်တန်တွေနဲ့အတူနိုင်ငံတော်တချင်းကိုတီဆိုခဲ့ကြပြီးမြို့နယ်ရဲစခန်းနဲ့တရားရုံးရှိမှာလေမြေတွေတိမ်းဆဲခံရတဲ့အကြောင်းတွေကိုဟောပြောခဲ့ကြပါတယ် မန္တလေးတိုင်းဒေသကြီးဖြစ်စင်းနဲ့စံမှုဝင်ကြီးဦးကျော်မြတ်ကျေးရဆက်နေရတာဝင်ရှိသူတွေနဲ့တွဲဆုံဆွေးနွေးခဲ့တယ်တဲ့အဲ့တော့ကျွန်တော်တို့အဲ့မှာပြောစရာဖြစ်တာတာဝင်ရှိသူတွေဆိုတာဘသူတွေကိုပြောတာလို့တာဝင်ရှိသူတွေဆိုတာအခုမြေသိမ်းခံရတဲ့ပြည်သူတွေပဲမဟုတ်လားဟုတ်လားဟုတ်ပါပြီခင်ဗျားတို့အိုက်ဝင်ကြီးကလာပြီးတွဲဆုံစကားပြောခဲ့တာဟုတ်ပါပြီ တအားလေးမြေပြတာသရေသာမှာပါလာဝင်ကြီးကိုလာရဒိန်းနေမဇုံမြို့နယ်မှာစက်မှုစီမံကိန်းတိဆောက်ဖို့အတွက်အများပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ MMCD က2012ခုနှစ်ကနေစတင်ကတန်ဘူရွာဆိုင်တောင်အောက်လက်ပကျင်းနဝရဆတဲ့ရွာပေါင်း14ရွာကမြေဧကတောင်းကျော်ကိုတင်းစီခဲ့တာဖြစ်ပါတယ်ပြင်းရှင်းရမှာကကုမ္ပဏီရောတာဝန်ရှိတဲ့မန်နေဂျာရဲ့ဆွေးနွေးပွဲနဲ့ ိဆိုရှင်နေပြီးတော့မှဒါကီလေနိုင်တဲ့ဟာငါကြောက်အစိုးရကပုံမီရမတွေ့ကျင်တာတောင်းတောင်းလူတွေနဲ့မဆွေးနေကြဒါကြောက်ဖို့ကျွန်တော်တို့ကဒုတိယအကြိမ်ဒီငဇုံမြို့မှာဆန္ဒပြတဲ့ဟာဖြစ်လာခံခံထားတဲ့တောင်းသူစေဦးကိုလွတ်ပေးစေခြင်းနဲ့ပြီးတော့ဒီဆင်းရဲနေပြီးတော့တိတိကျကျပြန်တိုင်းပြရမယ်ခေကာလလိုက်မြေရယောကြီးကိုလည်း ခေတ်ကာလအလိုက်ပေါ့အဲဒါလိုချင်ပါတယ်အဲ့ဒီစန္ဒပြပွဲကိုဒီမိုကရေစီရေးစင်ဆက်မပြတ်လှူရှာမှုကွန်ရက် MDCF နဲ့လေသမားအရေးကူညီဆောင်ရွက်ပေးအဖွဲ့အထက်မြန်မာပြည်ကအဖွဲ့ဝင်တွေနဲ့အတူလေသိန်းခံရွာတွေကတောင်းတူတထောင်လောက်ပူးပေါင်းပါဝင်ခဲ့ပါတယ်ခင်ဗျာအရာဖီဒရင်တော့ကိုနေသွေးသတင်းပေးပို့ခဲ့တာပါရှင် ရန်ကုန်မြို့တော်ခမ်းမရှေ့ဝင်ဘောက်ကိုပိတ်ဆို့ဆန္ဒပြခဲ့တဲ့အတွက်တရားစွဲဆိုခံထားရတဲ့မိချောင်းကန်တပိတ်စခန်းကဆန္ဒပြသူ14ဦးကိုကြောက်ရတာမြို့နယ်တရားရုံးမှာဒီနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒီနေ့ရုံးချိန်မှာတရားလိုဖြစ်တဲ့ရန်ကုန်စီပင်တာယာရေးကော်မတီစီမံဌာနမှဥမမောင်စောကိုစစ်ဆေးရမှာဆန္ဒပြသူတွေကိုတုံ့ပြန်တဲ့အနေနဲ့ဆူညံတဲ့တီးလုံးတွေကိုအတန်ကုန်ဖွင့်ခဲ့တဲ့ကိစ္စကိုမသိရှိကြောင်းထွက်ဆိုခဲ့တယ်လို့တရားစွဲခံရသူ14ဦးရဲ့အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဥရောပဆိုင်အောင်ကပြောပါတယ်။မိကြောင်းကန်တပိတ်စကန်ကဆန္ဒပြသူ14ဦးဟာဒီဇင်ဘာလ23ရက်နေ့ကနေ24ရက်နေ့အထိမြို့တော်ခမ်းမရှိမှာပိတ်ဆို့ဆန္ဒပြခဲ့ကြတဲ့အတွက်တရားမဝင်စီတန်းလှည့်လည်မှုတရားမဝင်စုဝေးမှုမတရားကားဒါစီကန့်ကွက်မှုစတဲ့ပုံမှန်တွေနဲ့တရားစွဲခံနေရတာဖြစ်ပါတယ်။ဒီမှုကိုဒီလ16ရက်နေ့မှာနောက်တစ်ကြိမ်စစ်ဆေးဖို့ချင်းဆိုလိုက်တယ်လို့သိရပါတယ်ရှင်။ ရန်ကုန်မြို့တော်စီပင်တရားရေးကော်မတီဝင်တွေအဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့ကိုယ်စားလှယ်135ဦးဟာရန်ကုန်မြို့တော်ခမ်းမမှာဒီနေ့ကျန်းသစ္စာကျင်းပခဲ့ကြပါတယ်။မြို့တော်ဝန်ဦးလာမြင့်ကရွေးချယ်ခံရသူတွေအနေနဲ့ရန်ကုန်မြို့သူမြို့သားတွေရဲ့လိုအပ်ချက်ကိုဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ ရန်ကုန်မြို့တော်စီပင်သားရဲကော်မတီအစဉ်အဆက်ရွေးကောက်ပွဲကို2014ခုနှစ်ဒီဇင်ဘာလ29ရက်နေ့ကမြို့နယ်33မြို့နယ်မှာကျင်းပခဲ့ပြီးကော်မတီဝင်နေရာ135နေရာအတွက်ကိုယ်စားလှယ်လောင်း293ဦးဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ရွေးကောက်ခံရသူတွေအနေနဲ့မြို့တော်အစဉ်ခရိုင်အစဉ်နဲ့မြို့နယ်အစဉ်စီပင်သားရဲရုံးတွေမှာမနက်ဖြန်ကစပြီးဒီနှစ်ကုန်အထိတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒီကနေ့ကျန်းသိက္ခာကျင်းဆိုတဲ့ပွဲကိုရန်ကုန်မြို့တော်ဝန်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေအပါအဝင်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတိုင်းတရားသူကြီးချုပ်တိုင်းဝန်ကြီးချုပ်တို့တက်ရောက်ခဲ့ကြပါတယ်ရှင်။သမရယုံဝန်ကြီးဦးစိုးသိန်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့လက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစီရေးကော်မတီကိုဖြတ်သိမ်းပြီးနိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီအဖြစ်သမရဦးသိန်းစင်ကပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။အစ်စ်ဖွဲ့စည်းလိုက်တဲ့ကော်မတီမှာ ပြည်ထောင်ဝင်ကြီးဌာနဒုတိယဝန်ကြီးဘုံမှုချုပ်ကြော်ကြော်ထွန်းကိုဥက္ကဋ္ဌအဖြစ်တာဝန်ပေးထားပြီးအတွင်းရမှုအဖြစ်အချင်းဦးစီးဌာနညွှန်ကြားရမှုချုပ်အဖွဲ့ဝင်နေအဖြစ်အစိုးရဝန်ကြီးဌာနကိုယ်စားလှယ်အရက်ဖက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်နဲ့နိုင်ငံရေးပါတီ16ခုကကိုယ်စားလှယ်ကိုထည့်သွင်းထားပါတယ်နိုင်ငံရေးအကျဉ်းသားတွေရဲ့ရေးကိစ္စတွေကိုအောက်ခြေအဆင့်အထိကြည်ကြဲပြန့်ပြန့်ဆောင်ရွက်နိုင်မှုအတွက်ဒီရေးရာကော်မတီကိုဖွဲ့စည်းလိုက်တာလို့သမရယုံရဲ့အမိန့်ကြော်ညာစာမှာဖော်ပြထားပါတယ် လောလောဆယ်အကျဉ်းထောင်တတိမှာပြည်တံကြခန့်နေရတဲ့နိုင်ငံရေးအကျဉ်းသား80ကျော်ရှိပြီးတရားရင်ဆိုင်နေရသူ180လောက်ရှိရလို့သိရပါတယ်ရှင်။မြစ်ဆုံရေအားလျှက်စစ်စီမံကိန်းကိုအပိတိုင်ဖြစ်သိမ်းမှုအတွက်88မျိုးဆက်ငင်းချင်းရင်းနဲ့ပွင့်လင်းလူအဖွဲ့အစည်းကမူဝါဒချမှတ်ထားတယ်လို့အဖွဲ့ရဲ့တိုင်းရင်းသားရေးရာနဲ့ငင်းချင်းရင်းတာဝန်ခံကိုမြရေးကပြောလိုက်ပါတယ်။မြစ်ဆုံစီမံကိန်းကြောင့် မြချင်းနာမြို့နယ်တန်ဖရဲမြစ်ဆုံကျင်းခရန်စတဲ့ကြီးရွာတွေကနေအောင်မြင်သာကြီးရွာမှာပြောင်းရွှေ့နေထိုင်နေရတဲ့ဒေသခံတွေနဲ့ဒီကနေ့တွေ့ဆုံရမှာကုမြရဲကအခုလိုပြောခဲ့တာပါအစိုးရနဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေအကြားဆွေးနွေးနေတဲ့အပြစ်ခတ်ရစေရေးသဘောတူစာချုပ်ပေါ်ပေါက်လာဖို့အတွက်ဒေသခံတွေနဲ့အခုလိုတွေ့ဆုံရတာလို့ကုမြရဲကပြောပါတယ်ဒီတွေ့ဆုံပွဲမှာဒေသခံတွေကသူတို့ရဲ့နစ်နာဆုံးရှုံးမှုတွေနဲ့ကချင်ပြည်နယ်ငြိမ်းချမ်းရေးကိစ္စတွေကိုမေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ ကိုမြရင်းနဲ့အဖွဲ့ဟာမနက်ဖက်မှာမြကြီးနာအခြေဆိုင်ရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီးဒုက္ခသည်စခန်းတွေကိုလည်းတွားရောက်မယ်လို့သိရပါတယ်ရှင်။ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါအခုဆက်ပြီးမြမအိမ်နီးချင်းအာရှနိုင်ငံတွေကစိတ်ဝင်စားစရာသတင်းတချို့ကိုတင်ပြပေးမှာပါဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေအကျေချုပ်တားဆီးခံနေရတဲ့အတိုက်အခံ BNP ပါတီခေါင်းဆောင်ခါလီဒါဇီယာကိုတရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ဘင်္ဂလားဒေ့ရှ်ပြည်ချာရေးဝန်ကြီးကဒီနေ့ပြောလိုက်ပါတယ်ထက်ကားမျိုးမှာ BNP ပါတီလူလားသူတွေကသုံးမင်းကားတစ်ကြီးကိုမီးရှို့ခဲ့မှုနဲ့ဆက်ဆက်ပြီးအမှုဖွင့်ဖမ်းဆီးမယ်လို့ဆိုပါတယ်။အတိုက်ခံခေါင်းဆောင်ခါလီဒါစီယာဟာ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲတစ်နှစ်ပြည့်တဲ့ဇန်နဝါရီလ9ရက်နေ့မှာလမ်းမော်ထွက်ဆန္ဒပြကြဖို့လူလူကိုတိုက်တွန်းလိုက်ပြီးတဲ့နောက်နေအိမ်မှာပိတ်ဆို့ခံနေရတာ၄ရက်ရှိသွားပြီဖြစ်ပါတယ်။ဟောင်ကောင်လူထုအနေနဲ့2019ခုနှစ်ရွေးကောက်ပွဲအောင်မြင်မှုအတွက်ဟောင်ကောင်ကျွန်းအစိုးရကိုရောပြည်မာကြီးအစိုးရကိုပါချင်းချောက်တဲ့လုပ်ရက်တွေရှောင်ကျဉ်ကြဖို့ဟောင်ကောင်အချုပ်ရုံမှုကဒီကနေ့သတိပေးလိုက်ပါတယ်။မကြသေးခင်ကလူထုဆန္ဒပြပွဲတွေဖြစ်ပွားခဲ့တဲ့ဟောင်ကောင်မှာဒုတိယအကြိမ်လူထုဆွေးနွေးပွဲတွေကိုမနက်ဖြန်စတင်တော့မှာဖြစ်ပါတယ်။ အတိုက်ခံလွှတ်တော်အမတ်တူကတော့ဒီဆွနွေးပွဲတွေဟာရွေးကောက်ပွဲမှာနေပယ်အသီးသီးကပါဝင်ရွေးခန့်နိုင်တယ်ဆိုတာကို ပြသဖို့ဝါရဖြန့်ချီတသက်တာဖြစ်တယ်လို့ပြောလိုက်ပါတယ်ရှင်။မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်နဲ့ဇနီးဖြစ်သူတို့ဟာဥတကူကာလအတွင်းထိုင်းနိုင်ငံကိုတညအိတ်အလဲပတ်ခရီးရောက်ရှိခဲ့တယ်လို့ဘန်ကောက်ပို့သတင်းစာကဖော်ပြလိုက်ပါတယ်။ဒီခီးစင်ဟာခောက်တီးရိုက်ဈေးဝယ်ထွက်တဲ့ကိုရီးကိုတာအလဲအပတ်ခီးစင်ဖြစ်တယ်လို့ဆိုပါရယ် ခီးစဉ်အတွင်းထိုင်းဝန်ကြီးချုပ်ဘူချုပ်ကြီးပရာယုနဲ့နေလယ်စာအတူစားပြီးအလွတ်သဘောဆွေးနွေးခဲ့တယ်လို့ထိုင်းဝန်ကြီးချုပ်နဲ့နေဆက်သူတူကပြောပါတယ်ဝန်ကြီးချုပ်နာဂျက်ရာဇတ်ဟာမလေးရှားမှာရေလွှမ်းမှုမှုအကြီးအကျယ်ဖြစ်ပွားနေခြင်းကလည်းဟာဝိုင်ကျွန်းကိုအလဲပတ်သွားပြီးအမေရိကန်သမ္မတအိုဘားမားနဲ့ကောက်တီးရိတ်ကစားခဲ့တဲ့အတွက်နိုင်ငံရင်းမှာဝေဖန်ခံနေရတာဖြစ်ပါတယ်။ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာဝင်ပြပါမကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ ကျွန်တော်တို့ RFA ရုပ်မြင်သံကြားစီစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီအထိညစဉ်ထုတ်လွှင့်နေပါတယ်။ဝေဖန်ကြံပြည့်ချက်တွေကိုလည်းဖိတ်ခေါ်ပါရစေ။ ွေရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါ။အခုအစီအစဉ်ဒုတိယပိုင်းမှာသတင်းပေးပို့ချက်တွေသတင်းဆောင်မတွေကိုဆက်တိုက်ထုတ်လွှင့်သွားမှာပါ။ဗိုလ်ချုပ်မွေးနေ့နှစ်တရာပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပဖို့အတွက်ဗိုလ်ချုပ်ဝန်ဆောင်အမှတ်တရာပစ္စည်းတွေနဲ့လူသုံးကုန်ပစ္စည်းရန်မုံငွေဈေးရောင်းပွဲကိုရန်ကုန်တိုင်းအင်းစိန်မြို့နယ်စမှုလက်မှုထက်တန်းကျောင်းမှာကျင်းပနေပါတယ်။ RFA သတင်းတောက်ကိုထွန်းမြင့်ကတင်ပြထားပါရရှင်။လာမယ့်ဖေဖော်ဝါရီလ17ရက်နေ့မှာကြောင်းမယ်ဗိုလ်ချုပ်အစံနှစ်တရာပြည့်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကိုကျင်းပဖို့ ရန်ကုန်ွယ်ဇေယျပွဲတို့ကိုရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ဆက်မှုလက်မှုထရန်ချောင်းဝဲမှာပြီးခဲ့တဲ့တပတ်လကစပြီးကျင်းပနေတာပါ။ဒီနေ့ကတော့တော်တော်ထူးခြားပါတယ်ခင်ဗျာ။ကျွန်တော်တို့ကတော့ပထမတော့ကျွန်တော်ရည်ရွယ်ချက်ကတော့လွတ်လပ်ရေးနေနဲ့ပြည်တော်စုနေနဲ့ဆိုပြီးတော့ကျွန်တော်တို့ကျင်းပမယ်ဆိုပြီးတော့ရည်ရွယ်ထားပေးမယ်။အခုကကဘုံကျုံနှစ်တရာပြည့်ဆိုတဲ့ဥစ္စာကကျွန်တော်တို့တသက်မှာတစ်ချိန်မဲကြုံမဲအချိန်နေလေးပေါ့နော်။ဟိုနှစ်တရာပြည့်ဆိုတဲ့ဥစ္စာနောက်တဲ့ကြုံမှုဆိုတာမလွယ်ဘူးလေ။ ဲ့တော့ဒီနှစ်တရာပြင်းနဲ့လာပြီးတော့ကြုံတွေ့ရတဲ့အခါကျတော့ကျွန်တော်တို့တိတိမကအစီစီကားကားလေးနဲ့ထူးထူးခြားခြားလေးကျင်းပါခြင်းဖြစ်ပါတယ်။အဲ့ဒီရံပုံငယ်ရှာပွဲပွဲမှာဇက်တပင်ပွဲတွေဘူချောင်းအဆိုင်ရဲ့အမှတ်တရပစ္စည်းရောင်းဆိုင်တွေနဲ့လူသုံးကောင်ပစ္စည်းရဲ့အရောင်းဆိုင်တွေကိုလည်းဖွင့်လှစ်ထားပါတယ်။ဒါအပြင်လူမှုကွန်ရက်ရဲ့အဖွဲ့တွေကလည်းပူးပေါင်းပါဝင်ပြီးဘူချောင်းအဆိုင်ရဲ့နှစ်တရာပြည့်မွေးတဲ့အခမ်းအနားတွေအတွက်လည်းရံပုံငယ်ရှာပွဲပေးနေတာလည်းရှိပါတယ်။ကျွန်တော်တို့ ုပ်ရဲ့နှစ်တရားပြည့်ဆိုတော့ဗိုလ်ချုပ်ဆိုတာလည်းကျွန်တော်နိုင်ငံရဲ့အကြီးကပေါ့နော်ဒီဒီကြီးငယ်ကလေးဝေးလာခဲ့တဲ့အခါယနေ့ခတိမသိတဲ့မရှိဘူးပေါ့နော်ကျွန်တော်တို့တိုင်းပြည်ကိုလည်းရောက်ရောက်ဒီလက်ရောက်အောင်ထူဆန်းလာခဲ့တဲ့ဗိုလ်ချုပ်ရဲ့နှစ်တရားပြည့်ဆိုတော့ကျွန်တော်တို့လည်းအရန်ဆရာထက်တန်သွားတယ်ဗိုလ်ချုပ်အောင်ဆန်းစက်မှုလက်မှုထက်တန်ကြောင်းနဲ့ဗိုလ်ချုပ်ရဲ့ပန်းချံကိုလွန်ခဲ့တဲ့1958ခုနှစ်မှာဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဒေါက်ခင်ကြီးကိုယ်တိုင်ဖွင့်လှစ်လှူဒန်းခဲ့ပါတယ် 73ရက်နှစ်မတိုင်ခင်မှာကျွန်တော်တို့ကဒီတဲ့ထူခဲ့တဲ့ဟာဥမာဗိုလ်ချုပ်ကိုကြီးစုပြီးတော့ရဟန်းတန်ကတော့ပင့်တန်ကတော့အပားတရားကိုကျွန်တော်တို့ကဆုံးဆန်သိမ်းတောင်းပို့တယ်စီစဉ်ထားတယ်ပြီးတော့နောက်ဆုံးနေ့မှာလည်းကျွန်တော်တို့ကစာပေဟောပြောပွဲတွေယခုလိုပြောပွဲရှင်ပွဲတွေကိုထပ်ပြီးတော့ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်ဆက်မှုလက်မှုထပ်တန်းကြောင်းဝဲမှာကျင်းပါမယ်ဘိုးချောင်းအောင်ဆန်နှစ်တရားပြည့်မွေးတဲ့အခမ်းအနားကိုဘိုးချောင်းအောင်ဆန်ပန်းချန်နဲ့ဘိုးချောင်းရဲ့ကြေးရုပ်ဘက်ဆောင်ပြည့်ပြည့်အဖွဲကနေဥဆောင်ကျင်းပသွားမှာဖြစ်ပါတယ် ဗိုလ်ချုပ်အောင်ဆန်းနှစ်တရားပြည့်မွေးနေ့ဂုံပြူပွဲတွေကိုမြန်မာနိုင်ငံနေရာအနှံ့ပြမှာလဲကျင်းပဖို့အတွက်ပြင်ဆင်နေတာတွေလည်းရှိပါတယ်ခင်ဗျာရန်ကုန်မြို့တော်စီပင်တရားရေးကော်မတီရွေးကောက်ပွဲတွေမှာရွေးချယ်ခံရတဲ့ကိုယ်စားလှယ်135ဦးဟာတာဝန်ထမ်းဆောင်မှုအတွက်ဒီနေ့ကျန်းသစ္စာကျင်းပခဲ့ပါတယ်ဒီကိုစလဲရီအနေနဲ့ရန်ကုန်မြို့တော်တန်ရှင်းတာယာဖို့အတွက်ဘလို့ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ကြမလဲဆိုတာကို RFA သတင်းတောက်မတ်ဝေမာထွန်းကစူးစီးတင်ပြထားပါတယ်ရှင်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ29ရက်နေ့ကကျင်းပခဲ့တဲ့ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီအဆင့်ဆင့်ရွေးကောက်တင်မြှောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်သူ293ဦးရှိပြီးအဲ့ဒီထဲက135ဦးရွေးချယ်ခံခဲ့ရပါတယ်ရွေးချယ်ခံရသူတွေကနိုင်ငံဝန်ထမ်းဥပဒေနဲ့အညီတာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီအပေါ်တစ္ဆာစောင့်တည်သွားမယ်လို့ကျန်းတစ္ဆာကြိမ်ဆိုခဲ့တာဖြစ်ပါတယ်။နိုင်ငံတော်နဲ့နိုင်ငံတော်များပေါ်တစ္ဆာစောင့်တည်ယူတည်ပါပြီ။ထို့ပြင် အခုလိုနှစ်ပေါင်း60ကျော်မှပထမဆုံးအကြိမ်အဖြစ်ပြည်သူစန္ဒာနဲ့ရွေးကောက်တင်မြှောက်လိုက်တဲ့ကိုယ်စားလှယ်တွေပေါ်ပေါက်လာတဲ့အခါမှာတော့မြို့နေလူထုကြုံတွေ့နေရတဲ့ပြဿနာတွေပြည်လဲသွားမလားဆိုတဲ့မျှော်လင့်မှုတွေလည်းရှိနေပါတယ်။အဓိကတော့ကျွန်တော်တို့ကပြည်သူလူထုအနေနဲ့စီမင်းသာပုံမှာယုံကြည်မှုအားနည်းနေပါတော့နော်။စီမင်းတို့ပြောလိုက်ရင်ပြည်သူအများစုကကြောက်ကြတာပါတော့။ကျွန်တော်ကပြည်သူကိုယ်စားလှယ်ဖြစ်တဲ့အကြောင်းကိုပြည်သူနဲ့စီမင်းနေရာအားမှာကျွန်တော်ပေါင်းကူးဆောင်ရွက်ပြီးဆက်လာတာပါ။ ရွေးချယ်ခံရတဲ့ကော်မတီဝင်တွေအနေနဲ့လမ်းဖောက်လုပ်ခြင်း၊မြေစီမံခန့်ခွဲခြင်း၊လမ်းဘေးဈေးဆိုင်တွေနဲ့ကျူးကျော်ဈေးဆိုင်တွေကိုစီကံသတ်မှတ်ခြင်း၊ကျူးကျော်တွေကိုဖယ်ရှားခြင်း၊အခွန်ကောက်ခံခြင်း၊ရင်းနှီးမြှင့်ထားလုပ်ငန်းတွေကိုကြီးကြပ်ခြင်း၊စတဲ့လုပ်ငန်းတွေကိုလုံးပိုင်ခွင့်ရှိတယ်လို့ရန်ကုန်မြို့တော်စီပင်သားရရေးဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ဒီလိုဌာနဆိုင်ရာ20နဲ့ ကျွန်တော်နဲ့တွေ့ဆုံပွဲလုပ်မှာပါတွေ့ဆုံပွဲလုပ်တဲ့အခါကျတော့အဲ့ဒီကရလက်တွေကျွန်တော်ကြည့်ပါမယ်ကြည့်ပြီးတော့ဘာတွေလုပ်ရမယ်ဆိုတာကျွန်တော်တရားသတင်းထုတ်ပြန်ပေးပါမယ်အဲ့တော့ကျွန်တော်တို့ဒီပြည်သူနဲ့အမြင်ပြည်သူကရွေးချယ်လိုက်တာဖြစ်တဲ့အတွက်ပြည်သူကိုထားခဲ့လို့မရပါဘူးရန်ကုန်မြို့တော်စီပင်သားရဲကော်မတီဝင်အဖြစ်အရှေ့ပိုင်းခိုင်ကဦးထေအောင်အနောက်ပိုင်းခိုင်ကဇော်တိကဦးခင်လိုင်းတောင်ပိုင်းခိုင်ကဒေါက်တာအေးမင်းမြောက်ပိုင်းခိုင်ကဦးခင်မောင်တင်းတို့ရွေးချယ်ခံခဲ့ရပါတယ်။ရည်စည်းလာကောင်းမှုအတွက်ကိုဒီဟိုဒီ နယ်ကဒီရက်ွက်ပြည်သူလူထုမြို့နယ်ပြည်သူလူထုရဲ့ဒီလက်ရှိကိုလန်းစရာဌာနက အကြီးကြီးနဲ့ဥပူပေါင်းပြီးတော့လိုအပ်တဲ့ဆန်းဆိုင်တောင်းပြီးဖြည့်ရှင်းသွားမယ်လို့စိတ်ကူးပါတယ်။အရင်တော့ဆရာမတော့ကျောင်းဆရာမပေါ့နော်ဒီ year ကွယ်စိတ်ဝင်စားတာပါတဲ့အတွက်ကြောင့်ကျောင်းဆရာမနေပြီးတော့ချက်ချင်းပေါ့ရေးစားယူပြီးတော့ပေါ့ဒီလို့ဟိုဝင်ရောက်ရှင်ပြန်ရေးဖြစ်တာပေါ့နော်ဆရာမတို့ကျောင်းဆရာမနေကြတော့ဒီပြောမယ် net ပဲကျင်းတာပေါ့နော်ဝင်ကြီးချုပ်ဦးမြင့်ဆွေနဲ့မြို့တော်ဝင်ဦးလာမြင့်တို့ကကော်မတီဝင်တွေကိုအားကိုးကြောင်းနဲ့မြို့တော်စီပင်သားရရေးအတွက်ဝိုင်းဝန်းဆောင်ရွက်သွားကြဖို့ပြောကြားခဲ့ပါတယ် ရွေးကောက်ခံရတဲ့ကော်မတီဝင်တွေက2015ခုနှစ်ကုန်အထိတက်တန်းတစ်နှစ်ကြာတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးမြို့နယ် KI နဲ့မြို့တော်အဆင့်အသီးသီးအတွက်လစာ7300ကနေ3000ထိရရှိကြမှာဖြစ်ပါတယ်ရှင်။ RF3 တော့မတ်ဝေမှာထွန်တင်ပြပေးခဲ့တာပါရှင်။အခုဆက်ပြီးအပတ်စဉ်အင်္ဂါနေ့တိုင်းထုတ်လွှင့်နေတဲ့အာရှတရင်မြင်ကွင်းစုံအစီအစဉ်ကိုရှုစားရမှာပါ။ RF5 တော့ဒါကိုခမောင်စိုးမင်းကစီစဉ်တင်ဆက်ထားပါဗျ။ အားဒီရုံးမြင့်တန်ကြားပေးတဲ့အားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ပတ်အာရှသတင်းမြင်ကွင်းဆောင်အစည်းအဝေးမှာမြောက်ကိုရီးယားသတင်းနဲ့စတင်ပါမယ် Sony ကုမ္ပဏီရဲ့ရုပ်ရှင်လုပ်ငန်းကွန်ပျူတာစနစ်ကိုဝင်ရောက်ထိုးပေါက်ခဲ့တဲ့ဆိုပြီးပိတ်ဆို့တံခတ်မှုအသစ်တွေချမှတ်လိုက်တဲ့အမေရိကန်ရဲ့လုပ်ရဟာရန်လိုတဲ့လုပ်ရဖြစ်တယ်လို့မြောက်ကိုရီးယားနိုင်ငံကဝေဖန်လိုက်ပါတယ်အဲ့ဒီလိုအမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုကြောင့်မိမိတို့ရဲ့အချုပ်အခြာကာကွယ်ရေးစိတ်ဓာတ်တွေဟာပိုမိုတိုးတက်ခိုင်မာသွားမှာဖြစ်တယ်လို့လည်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူကပြောပါတယ်။အမေရိကန်အစိုးရကအစ်စ်ချမှတ်ပိတ်ဆို့မှုမှာမြောက်ကိုရီးယားနိုင်ငံကလူပုဂ္ဂိုလ်၁၀ဦးနဲ့အဖွဲ့အစည်း၃ခုကိုပြစ်မှတ်ထားအရေးယူတာဖြစ်ပါတယ်။အဲ့ဒီပိတ်ဆို့အရေးယူမှုအစ်စ်ကိုသမ္မတဘာရက်အိုဘားမားကလက်မှတ်ရေးထိုးခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့အင်တာနက်တိုက်ခိုက်မှုအပါအဝင်တခြားလောက်ရက်တွေကိုလည်းတုံ့ပြန်အရေးယူတဲ့အနေနဲ့အရင်ကချမှတ်ပိတ်ဆို့အရေးယူမှုတွေအပြင် အခုအစ်စ်ပါထပ်မံပြီးတင်းကြပ်လိုက်တာဖြစ်ပါတယ်။အဲဆက်လက်ပြီးအင်ဒိုနီးရှားနိုင်ငံကသတင်းကိုပြောပါမယ်။အင်ဒိုနီးရှားနိုင်ငံဒုတိယမြို့တော်ဆူရာဘာရာမြို့မှာရှိတဲ့အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်တဲ့ဟိုတယ်တွေဘန်တွေစတဲ့နေရာတွေဟာအချမ်းဖက်သမားတွေရဲ့ပြစ်မှတ်ဖြစ်လာနိုင်တယ်လို့အင်ဒိုနီးရှားနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့လတွေအတွင်းဂျီဟတ်အစွန်းရောက်အချမ်းဖက်သမားတွေအပေါ်ထောက်ခံသူတွေ အင်ဒိုနီးရှားမှာပိုမိုများပြားလာနေကြောင်းအာဏာပိုင်တွေကသတိပေးထားပါတယ်အခုဆက်ပြီးအိန္ဒိယဘက်ကသတင်းကို ပြောရရင်ဒီနှစ်စန်းတရနေ့ကအာရီဗျပင်လယ်ပြင်မှာအိန္ဒိယကမ်းခြေဆောင်တပ်ဖွဲ့ကတွေ့ရှိခဲ့တဲ့မီးလောင်ပောက်ကွဲနေတဲ့ငါးဖမ်းရေရင်ဟာအချမ်းဖက်လုပ်ရတဲ့ပတ်သက်ဖွယ်ရှိတယ်လို့အိန္ဒိယကာကွယ်ရေးဝန်ကြီး ပါရစ်ကာကပြောလိုက်ပါတယ်မူရစေဝမောင်ကိုရေရင်ဆိုရင် ကန်းချေဆောင်စစ်သင်္ဘောကတားဆီးတဲ့အခါမှာမူရဲစေဝါတွေကိုရေထဲပစ်ချပြီးအဖမ်းခံလေရှိပါတယ်။အဲငါဖမ်းရရင်ဆိုရင်လဲအခုဖမ်းမိတဲ့နေရာဟာငါဖမ်းတဲ့နေရာမဟုတ်ကြောင်းသူကထောက်ပြပါတယ်။အခုရရင်ကိုကန်းချေဆောင်တပ်ဖွဲ့စစ်သင်္ဘောကအချိန်တော်ကြာအောင်လိုက်လံထောက်လန်းခဲ့ပြီးမှ မီးလောင်ပောက်ကွဲခဲ့တာဖြစ်ကြောင်းလဲသူကပြောပါတယ်။အဲနောက်ဆုံးအနေနဲ့တရုတ်နိုင်ငံကသတင်းကိုပြောပြပါမယ်။တရုတ်နိုင်ငံကရှိုးမြောင်သုံးသွယ်ရေကာတာဟာ ဆယ်နှစ်ကျော်ကြာကမ္ဘာအကြီးဆုံးဓာတ်အပိစေယုံကြီးဖြစ်လာပြီးနောက်ရေအားလျက်စစ်ထုတ်လုပ်တဲ့ပမာဏကကမ္ဘာစံချိန်ကျိုးသွားပြီလို့မနေ့ကပြောပါတယ်အဲ့ဒီပမာဏဟာကြောင်မီသွေးတန်ချိန်49တန်းလောင်ကျွမ်းတာနဲ့ညီမျှတယ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့အဲ့ဒီစီမံကိန်းအတွက်လူတန်းတန်းလောက်နေရက်တွေကနေရွှေပြောင်းပေးခဲ့ရပြီးဂေဟဗေဒစနစ်တွေထိခိုက်ခဲ့ရပါတယ်ဒါနဲ့ပတ်သက်လို့လည်း2012ခုနှစ်ကတရုတ်အစိုးရကရှာရှာပါပါဝန်ခံခဲ့ပါတယ် ရေကသာစန်းကြီးရေးအဖွဲ့တွေကဇီဝမျိုးစုံမျိုးကွဲတွေပျောက်ကွယ်သွားမှာနဲ့မျိုးမပြောင်းအောင်ထိန်းသိမ်းရတဲ့ရန်စီမြစ်အတွင်းကလင်းပိုင်တွေရဲ့လပိုင်တွေရဲ့အသက်ရှင်ရပ်တည်ရေးဆိုးရိမ်နေရတယ်လို့ပြောပါတယ်။ဟုတ်ကဲ့ခင်ဗျာဒီတစ်ပတ်တော့အာရှသတင်းမြင့်ကွင်းဆောင်ကဏ္ဍကဒီလောက်ပါပဲ။ရှင်းတစ်ပတ်ဒီလိုနေ့အင်္ဂါနေ့မှာပြန်လည်တွေ့ဆုံကြပါစို့ခင်ဗျာ။အာရှသတင်းမြင့်ကွင်းဆောင်အစီအစဉ်ကိုကြည့်ရှုကြရပါရှင်။ 68ကြိမ်မြောက်ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ရိုးရာမနောပွဲကိုမြစ်ချင်းသားမျိုးစီတာပူရက်ကွက်မှာရှိတဲ့မနောပွဲမှာဇန်နဝါရီလ9ရက်နေ့ကနေ17ရက်နေ့အထိကျင်းပနေပါတယ်။ RFA သတင်းတောက်ကိုတီဟာထွန်းကတင်ပြထားပါတယ်ရှင်။ချင်းပြည်နယ်မှာအစိုးရတက်နေကချင်လွတ်မြောက်ရေးတက်မတော် KNY တို့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်သုံးနှစ်ကြာမကျင်းပနိုင်ခဲ့တဲ့ကချင်ရိုးရာမနောပွဲတော်ကိုကချင်ပြည်နယ်အစိုးရကဦးဆောင်ပြီးဒီနေ့မှာပထမဆုံးအကြိမ်ပြန်လည်ကျင်းပတာဖြစ်ပါတယ်။ အချင်းပြည်နယ်ကလက်နက်ကင်ပြိပခတွေခြုံငင်းပြီးအ мян ဆုံးငင်းချမ်းစီလိုတာကြောင့်အချင်းပြည်နယ်နဲ့အထိတ်မဲ့ရိုးရာမနှောပွဲတော်ကိုကျင်းပရတာဖြစ်တယ်လို့မနှောပွဲဖြစ်မြောက်ရေးတာဝန်ရှိသူတွေကပြောပါတယ်ကျွန်တော်တို့ဒီနှစ်ကကျွန်တော်တို့မနှောပွဲဒီချင်းပြည်နယ်နဲ့မှာမနှောပွဲပြန်ပြီးကဲထည့်သွင်းရတာကျွန်တော်ပြည်နယ်လေငင်းချမ်းလာပါစေနိုင်ငံတော်ကိုအုတ်ချုပ်နေတဲ့အစိုးရအများနဲ့ကျွန်တော်တို့ဒေသခံ ဒီလက်နက်ကအဖွဲ့အစည်းတွေဟာကြောက်နဲ့ကြောက်ဆွေးနွေးတဲ့ကအမှန်တကယ်ပဲနားလည်မှုရှိပြီးကျွန်တော်တို့ပြည်သူလူထုရဲ့ဒုက္ခဆင်းရဲကိုသူတို့ဟိုမြင့်ရပြီးကောင်းမွန်တဲ့စစ်မှန်တဲ့ပြည်ထောင်စုကြီးကိုတည်ဆောက်နိုင်ကြပါစေသူတို့ဒီအစ်စ်ရောက်အောင်သူတို့ဆွေးနွေးနိုင်ကြပါစေကျွန်တော်ပြည်သူတက်လုံးနဲ့အဲ့ဒါကိုကျွန်တော်တို့ဖျားတခင်စီကကျွန်တော်ကောင်းကြီး တောင်းခတဲ့အနေနဲ့လည်းကျွန်တော်တို့ဟိုလုတ်ချင်းဖြစ်ပါတယ်။မနောပွဲတော်ဖွံ့ဖွဲကိုမနေ့ကကျင်းပခဲ့ပြီးလာမယ့်ဇန်နဝါရီလ10ရက်နေ့မှာမနောကွင်းထဲမှာအစီအစဉ်တိုင်းဝိုင်းပက်ကခုံကြမှာလို့ဆိုပါတယ်။အချင်းရိုးရမနောပွဲတော်ကိုဇန်နဝါရီလ9ရက်နေ့ကနေ17ရက်နေ့အထိခုနှစ်ရက်ကြာကျင်းပမှာဖြစ်ပြီးဒီနေ့ဟာဒုတိယမြောက်နေ့ဖြစ်ပါတယ်။ဒီအပိုင်းတွေအတွင်းမနောကွင်းထဲမှာအားသာပြိုင်ပွဲတွေ၊ကုန်စည်ပြပွဲတွေ၊ဂီတဖျော်ဖြေပွဲတွေမနောကလေ့ကျင့်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။ ဒါမဲ့ဇန်နဝါရီလ10ရက်နေ့ကနေ17ရက်နေ့အထိပွဲတော်ရက်တွေမှာတော့မြจีนာဝိုင်းမော်ပူတာအိုဗမော်စတဲ့မြို့တွေကအချင်းတိုင်းသားရိုးရရင်ကျေးမှုအဖွဲ့တွေနဲ့ဒေသခံတွေကရိုးရမနောပွဲတော်ကိုဆင်နွှဲကြမှာဖြစ်ပါတယ်မနောပွဲဖျောက်တဲ့အတွက်ကြောင့်မို့လဲဝမ်းသာတယ်ပေါ့နော်ဒီလိုလာရောက်ပြီးမှခံရတဲ့အတွက်ကြောင့်မို့လဲဝမ်းသာပီတိပေါ့နော်ကျမတို့မနောပွဲဆိုတာကျမတို့ကချင်လူမျိုးရဲ့တကယ်ပဲရိုးရရင်ကျင်းမှုအက ဘယ်လိုပြောမလဲစီလုံးချင်းညီညွတ်ကိုပုံဆောင်တဲ့အသေးပဲပေါ့နော်အဲအကြောင်းကျွန်မတို့တကယ်ပဲဝမ်းသာပါတယ်လို့စိတ်ထဲမှာတော့ပျော်တော့ဝက်မပျော်တော့ဝက်ပေါ့နော်အခုလိုပဲကချင်ပြည်နယ်မငိမ့်ချမ်းတာကလည်းကျွန်မတို့ရဲ့မျက်မြင်ကိုတွေ့ပါပဲလို့အဲကျွန်မတို့အမျိုးတွေလည်းခံစားနေရတယ်ဟိုနော်အခုဟိုဘက်ကမှရှိတဲ့အမျိုးတွေလည်းခံစားနေရတယ်ဝမ်းနေတဲ့အချိန်လဲကိုကဝမ်းနေရမယ်ပျော်ရွှင်တဲ့အချိန်လဲကိုကပျော်ရွှင်ရမယ်အမြင်နဲ့မဲ့ဝမ်းနေလို့ကအသေးပဲမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ ဝရကလာအတွင်းမှာရိုးရရင်ကျင်းမှုအကပြိုင်ပွဲတွေရှိသလိုပြည်내အစိုးရအဖွဲ့လွှတ်တော်နဲ့ပြည်내အဆင့်ဌာနဆိုင်ရာတွေကပြာခန်းတွေနဲ့တရုတ်နိုင်ငံယူနန်ပြည်내ကစီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့အယောင်ပြာခန်းတွေလည်းဖွင့်လှစ်ပြသထားတာကိုတွေ့ရပါတယ်။ကချင်ပြည်내နေ့ဖြစ်တဲ့ဇန်နဝါရီလ10ရက်နေ့မှာကချင်ပြည်내ဝန်ကြီးချုပ်ဦးလျွန်းငန်းဆိုင်က69နှစ်မြောက်အထိမ်းအမှတ်မင်ခွင်ပြောကြားမှာဖြစ်ပြီးမနှောပွဲကိုတက်ရောက်ဖို့အတွက်ပြည်ထောင်စုအစိုးရနိုင်ငံသားတန်တမာတွေ KIO ဘိုးကော်မတီဝင်တွေနဲ့ တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတွေကိုရောက်ရှိနေတဲ့အချင်းတိုင်းသားတွေကိုလည်းဖိတ်ကြားထားကြောင်းသိရပါတယ်ခင်ဗျာ RF ထရင်တော့ကိုတီဟာထွန်းတင်ပြပေးခဲ့တာပါရှင်အခုဆက်ပြီးရှမ်းတိုင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါရှမ်းတော်လန်ရေးလောကမှာထင်ရှားတဲ့ကွယ်လွန်သူရှမ်းမျိုးသားရေးအဆိုတော့ဆိုင်းမှုအကြောင်းကိုမြန်မာဘာသာဇာရန်ထိုးတင်ပြထားပါရရှင်။ဝန်ဒီဆာဟုတ်လန်ဒီစင်ဘာနဲ့ပင်ဝန်အန်ဆိုင်းမှု ผู้ห้องเพลงความไตปกตื่นจะหักเจอจาดนั้นและลู่เสงสุดหมุนครอบเต็มเ้าปีซ้ายมูในเป็นผู้เข้าบ้านในก่อตังวงต่อยตึงจึงแล้ว อันจือเสียงลือหลังอยู่ย่ามเหลียวซ้ายมูห้องเพลงความจะหือหลายๆและพี่น้องก้นเมืองใต้ไหลหูดจักสงมืดถ่อมเพลงความมะใจมูเป็นก้นซึงหือตอนดาวงในเดี๋ยวมาหมอกใครในปัน พี่น้องเขาข่ะอหมอห้องความใต้จือเสียงใหญ่ใจมู ตัวตายเย่ากอเจื่อมหายลู่เซิงสุดหมุนเมื่อวันที่26เดือนธันวาคม ปีคริสต์เฮงกับปาก94 ใจมูเป็นลูกใจลง ลุงใจในนางพระองค์หยุนใจมูเกิดเมื่อปีเฮงกับปาก60เดือนธันวาคมวันที่ 15 ปีเฮงกับปาก83 เข้าห่มห้อมไล่ลูกพื้น ตึกเอาขึ้นมึงปานตับซึกพร้อมห่มลูกพื้นจึงได้เออสยูาร์เอตีปางเหมาสูงปางกำเกาะ ปีเฮงก็ปัก 84 กว่าอัดแคบความ ถึงผู้หลักความเสปอกมาจอยแถมการพ่อมโฮมขึ้น ปานของสีจึงใต้ลูกเพื่อนทีอาสีจอยแถมหางแฮนปรับจึงแล้วหมายหนึ่ง น้ำหนาจมจึงแล้วเสกว่าอัดแคบความ หมายหนึ่ง วันใต้เตลอดแล้วตีเว้งเกียงใหม่ จึงไทย เฮงก็ปัก 84 ถึงเฮงก็ปัก91 เฮ็ดคู่สอนผู้ก้อนหงเห็นจืดจัดจันเงาจันกลาง จันสูงตีปางกำก่อสีอัดแคบความจึงเลี้ยว หมายสองถึงหมายเจ็ดในข่าวดังตีเฮงกับปากแปดสิบห้าถึงเฮงกับปากเก้าสิบแคบความใจมูอันจือเสียงใหญ่นิวินจนแคบจ่อย เข้าซานกะแคบเจ็ดขันหา่างวยต่างล้ำใจมูกอบเผยกลางใจก็ลุกผึ่นดิโมครีสีหางนกยุ้งเจ็มจะไหน เมื่อปีเ9งกາกສึ่งกลางดูเสียงสุดหมนตีเฮินวันลักแต่งเอิงเป้งหลงจะเว้งเว้งแหงซึงไทยเมื่อลูเสียงสุดหม4ปี RFA ယုံမြင်တညာဆီစဉ်တွေလည်းဒီမာရင်ပြီးဆုံးပါပြီကြည့်ရှုကြရတဲ့ပြည်သက်အားလုံးကိုအထူေ